မင်္ဂလာညမှာရှောင်းကမနဲ့အတူအိမ်ရတဲ့အာဖရိကဒလိယူရမင်္ဂလာပါရှင်ကျမတို့စက္ကန်းရီထဲမှာမြင်မှုကြတာကမင်္ဂလာညဟာတတူသမီးနဲ့တတူသားအတွက်အယဉ်ညင်ခုံစရာကောင်းပြီးနှုတ်သားချစ်ချင်နူးရတဲ့ညဖြစ်ပါတယ်ဒါပေမဲ့သင်ဟာအာဖရိကလူမျိုးတယောက်ဖြစ်နေကြရင်တော့ရုပ်ရှင်နေတဲ့ကနူမိပိတ်ပြီးချစ်ချင်နူးနိုင်မှာမဟုတ်ပါဘူးအကြောင်းကတော့အာဖရိကကလူမျိုးစုတစ်ခုရဲ့ချူဆက်တဲ့ဒလေးတစ်ခုကတော့မင်္ဂလာဦးညမှာကောမာလီရဲ့အမေကအိတ်ခမ်းထဲဝင်အိတ်နေမှာမဟုတ်ပါဘူး။ အာဖရိကတိုင်းမှာနိုင်ငံများစွာလူမျိုးများစွာရှိတဲ့အထက်မှာထူးဆန်းတဲ့ရိုးရာဓလေ့တွေလည်းအများကြီးရှိနေပါတယ်။ဒီဓလေ့ကတော့ခုချိန်ထိကျန်သုံးနေကြဆဲပါပဲ။စနီမောင်နှံသက်ဆက်ဆက်လေးရဲ့ပထမဆုံးမင်္ဂလာညမှာအိတ်ခန်းထဲမှာတတူသမီးရဲ့အမေကတတူသားနဲ့တတူသမီးအတူအိတ်တာကိုစောင့်ကြည့်ပြီးတော့အိမ်အောင်ရေးတာယာဖို့နီးလန်းနေကိုပြတ်ပြတ်ရပါတယ်တဲ့။ ဒီတစ်ခုနဲ့မဟုတ်ပါဘူးတချို့လူမျိုးစုတွေကြတော့မင်္ဂလာဦးညမှာတတူသမီးနဲ့တတူသားအတူမအိမ်ရပဲတတူသားကတတူသမီးရဲ့အတော်နဲ့အိမ်ရတဲ့ဓလိလည်းရှိပါသေးတယ်အတော်ဖြစ်သူကအိမ်ရထဲမှာတတူသားရဲ့စွမ်းဆောင်ရည်ကောင်းမကောင်းစမ်းသပ်ပေးတာပါတကယ်လို့တတူသမီးရဲ့အတော်ကတတူသားရဲ့လှုပ်ဆောင်မှုကိုမကြိုက်ဘူးဆိုရင်တော့အတော်ဖြစ်သူကသင်ပြပေးပြီးကျမ်းမာရင်မကောင်းရင်တိုင်းရင်းစည်းတွေနဲ့ကုသပေးပါတယ်